ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့တွေးခေါ်ပညာရှင် Nexin Nicholas ရဲ့နာမည်ကျော်စာအုပ် The Black Swan ပဲဖြစ်ပါတယ်။ဒီစာအုပ်ကကျွန်တော်တို့ရဲ့ကမ္ဘာလောကကြီးရဲ့အလဲပတ်ပုံကိုပြောင်းလဲပြစ်ခဲ့တဲ့စာအုပ်တစ်အုပ်လို့ပြောလို့ရပါတယ်။ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလူမှုဘဝစတဲ့အကဏ္ဍတိုင်းမှာကျွန်တော်တို့မထင်မှတ်ထားတဲ့ကြီးမားတဲ့တက်ရောက်မှုရှိစေမယ့်အဖြစ်အပျက်တွေဟာဘလို့ပေါ်ပေါက်လာသလဲ။ ီလိုမသေးချာမကြေကြာတဲ့လောကကြီးမှာကျွန်တော်တို့ဘလို့စိတ်နေစိတ်ထားနဲ့ရှင်သန်ရက်တည်ရမလဲဆိုတဲ့လက်တွေ့ကြတဲ့အပေးအခေါ်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ Black Swan ဆိုတာဘာလဲ။စာရေးသူက Black Swan ဖြစ်ပျက်တဲ့ခုမှာအဓိကအင်္ဂါရက်၃ခုရှိတယ်လို့ဆိုထားပါတယ်။နံပါတ်၁ကတော့မျောလင့်မထားခြင်းပဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်ကတာမန်အဖြစ်မဖြစ်နိုင်တော့အောင်နေပါပြီးဒါမှဖြစ်ခင်အချိန်မှာဘသူကမှခံမှန်းလို့မရခဲ့ခြင်းဖြစ်ပါတယ်။ဒုတိယအင်္ဂါရက်ကတော့ကြီးမားသောတက်ရောက်မှုဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အခါမှာစီးပွားရေးနိုင်ငံရေးဒါမှမဟုတ်ပုံကိုယ်ရေးအစင်မှာအလွန်အမင်းကြီးမာတဲ့အကျိုးတရားမှုကိုဖြစ်ပေါ်စေပါတယ်။နောက်ဆုံးအင်္ဂါရက်ကတော့ပြန်လည်ရှင်းပြနိုင်ခြင်းဖြစ်ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေဖြစ်သွားပြီးတဲ့အခါမှာလူတွေကဒါကိုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်တွေကိုနောက်ကျောင်းပြန်ပြီးလွယ်လွယ်ကူကူရှင်းပြနိုင်ပါတယ်။နိုင်အလဲပန်အကျန်းဖက်တိုက်ခတ်မှု2008ခုနှစ်ဘန်နာရေးအချက်တဲဒါမှမဟုတ် Google လိုကုမ္ပဏီမျိုးရုပ်တရက်တိုးတက်လာခြင်းက Black Swan အဖြစ်အပျက်တွေရဲ့နမူနာတွေပဲဖြစ်ပါတယ်။ ဒီဖြစ်ရတွေဟာမဖြစ်ခင်ကခံမရခက်ခဲပြိမယ်ဖြစ်ပြီးတဲ့အခါမှာတော့ဒီလိုဖြစ်လာနိုင်တယ်လို့လူအများစုကယူဆခဲ့ကြပါတယ်။ blessing အယူဆကကျွန်တော်တို့ရဲ့လူစိတ်ရဲ့အကန့်အသတ်ကိုမိမောင်းထိုးပြပါတယ်။ကျွန်တော်တို့ဟာအတိတ်ကိုကြည်ပြီးအနာဂတ်ကိုခံမှန်းဖို့ကြိုးစားလေးရှိပါတယ်။ဒီသဘောတရားကိုစာရေးသူကတတ်တည်မှယုံမှုလို့ခေါ်ဆိုပါတယ်။ဥပမာအားဖြင့် ကြတဲ့ကောင်ဟာနေ့စဉ်ပိုင်ရှင်ကအစာကျွေးနေတာကိုကြည့်ပြီးသူ့ရဲ့အနာဂတ်ဟာအမြဲတမ်းအစာစားရမယ်လို့ယုံကြည်တတ်ပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ဆုံးနေ့ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့နှောင့်နှင်းချက်ကလုံးဝပြောင်းလဲသွားပါတယ်။ကျွန်တော်တို့ဟာကိုတွေ့ကြုံမှုတဲ့အရာတွေဒါမှမဟုတ်ကိုသိတဲ့အချက်လက်တွေနဲ့သာအနာဂတ်ကိုခံမှန်းလို့ရှိပါတယ်။ဒါပေမဲ့ Black Swan အဖြစ်အပျက်တွေဟာကျွန်တော်တို့မသိတဲ့ကဏ္ဍကနေရောက်လာတာကြောင့်ကျွန်တော်တို့ရဲ့ပုံမှန်ခံမှန်းချက်တွေဟာအသုံးမဝင်တော့ပါဘူး။စာရေးသူကခံမှန်းပြောဆိုတတ်တဲ့ကျွမ်းကျင်သူတွေ ပညာရှင်တွေအနာဂတ်ခံမှန်းချက်တွေကိုသတိထားဖို့အားပေးထားပါတယ်။ဆိုင်းသူကကမ္ဘာလောကကိုစောက်ပိုင်းနှမျိုးနဲ့ခွဲခြားထားပါတယ်။ပထမတစ်ခုက Medio Christian ပြည့်မြကမ္ဘာဖြစ်ပါတယ်။ဒီကမ္ဘာမှာအဖြစ်ပြက်တွေဟာပုံမှန်ခံမှန်းလို့ရနိုင်ပါတယ်။ဥပမာလူတစ်ယောက်ရဲ့အရက်အမြင့်ကိုယ်အလေးချိန်စားတဲ့အရာတွေဟာပြင်းပြပတ်ဝန်းကျင်မှာသာရှိပြီးရှားပါတဲ့အဖြစ်အပျက်တွေကအလုံးစုံကိုမပြောင်းလဲစေနိုင်ပါဘူးဒုတိယတစ်ခုကတော့ extreme mistan ပဲဖြစ်ပါတယ် ဒီကမ္ဘာမှာတော့အဖြစ်ပြက်တစ်ခုတည်းရဲ့တက်ရောက်မှုဟာအလုံးစုံကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဥပမာ store ဈေးကွက်စာအုပ်ရောင်းအားဒါမှမဟုတ်ဘန်နာရေးအခြေတဲတွေဟာ black swan အဖြစ်ပြက်တစ်ခုရဲ့တက်ရောက်မှုကြောင့်လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ခေတ်တကဘာကြီးဟာ eastern mistan ကဘာဘက်ကိုပူပြီးဥတည်နေပါတယ်။ဒီလိုကဘာမှာနေထိုင်တဲ့အခါကျွန်တော်တို့ရဲ့စိတ်နေစိတ်ဓာတ်ဟာပူပြီးပြောင်းလဲပြင်လဲရှိဖို့လိုအပ်ပါတယ်။ black swan ဖြစ်ပျက်တွေကိုခံမှန်းလို့မရနိုင်တော့မှသူတို့ရဲ့တက်ရောက်မှုကနေကိုကိုကိုဘလို့ကာကွယ်ရမလဲအခွင့်အလမ်းတွေကိုဘလို့ဖမ်းဆုပ်ရမလဲဆိုတဲ့နီးလန်းတွေကိုစာရေးသူကအကြံပြုထားပါတယ်။နံပါတ်၁ဖြစ်နိုင်ခြေရှိသောအနေရဲ့အတွက်ကြိုတင်ပြင်ဆင်ပါ။သင်ဟာနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာကိုမသိနိုင်ပေမဲ့ကြီးမားတဲ့အနေရဲ့ bit negative အတွက်အမြဲတမ်းပြင်ဆင်ထားသင့်ပါတယ်။ရင်းနှီးညွှန်နယ်မှုမှာတဏှာတွေကိုအားလုံးကိုမစုပြုံပါနဲ့။စီးပွားရေးမှာအလွန်အမင်းအကျွေးယူခြင်းကိုရှောင်ပါ။ လုံလောက်တဲ့ငွေကြီးအရန်အတားကိုထားရှိပါနံပါတ်2အခွင့်အလမ်းတွေအတွက်တကားဖွင့်ထားပါ black swan တွေဟာအဆိုးတွေကြီးပဲမဟုတ်ပါဘူးအပြူသဘောဆောင်တဲ့ black swan တွေအတွက်လည်းအခွင့်အလမ်းပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဟာဘယ်ရာကအောင်မြင်မယ်ဆိုတာမသိနိုင်တာကြောင့်ဒိငယ်တဲ့အနေရနေတဲ့စမ်းသပ်မှုတွေကိုလည်းမကြာခဏလှုပ်ဆောင်သင့်ပါတယ်။ဒီလိုကနေရုပ်တရက်အောင်မြင်မှုတွေကိုလည်းရရှိနိုင်ပါတယ်။နံပါတ်3အချက်ကတော့ဇာရိုက်သူရဲ့နောက်ထပ်အယူအဆဖြစ်တဲ့ anti fragility ဖြစ်ပါတယ်။ ဆိုတာကတော့စိန်ခေါ်မှုတွေရှုပ်ထွေးမှုတွေကြုံလာလေပိုပြီးအကျိုးရှိလာလေဖြစ်တဲ့သဘောတရားကိုဆိုလိုပါတယ်။ဖီအားပေးလေလေပိုပြီးခိုင်မာလာလေဖြစ်တဲ့တံမဏိတို့မျိုးစနစ်တွေကိုတိစောက်ထားတင်ပါတယ်။ The Black Swan ဆောက်ကလောကကြီးကိုပုံမှန်အတိုင်းခံမှန်းလို့ရတဲ့စနစ်တစ်ခုအဖြစ်ရှုမြင်တာထက်မထင်မှန်ထားတဲ့အရာတွေပြည့်နှက်နေတဲ့မတိကျမရေရာမှုတွေကိုရင်ဆိုင်ရမယ့်စနစ်တစ်ခုအဖြစ်လက်ခံဖို့တင်ပြထားပါတယ်။ ကျွန်တော်တို့မသိတဲ့အန္တရာယ်တွေအတွက်အမြဲတမ်းစနစ်တကျပြင်ဆင်ထားခြင်းအပြင်မမျှော်လင့်တဲ့ဆုံးရှုံးမှုတွေကနေကိုကိုကိုကာကွယ်နိုင်တယ်လို့သိငယ်တဲ့စံတမ်းမှုတွေကိုမကြာခဏလှုံ့ဆော်ခြင်းအပြင်မမျှော်လင့်တဲ့အောင်မြင်မှုအခွင့်အလမ်းတွေကိုလည်းဖန်ဆုပ်ရယူနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကမတိကျမှုတွေကိုရှောင်ရှားနိုင်မယ့်အစားအဲ့ဒါတွေကိုလက်ခံပြီးအကျိုးရမသွားနိုင်တဲ့စိတ်နေစိတ်ထားနဲ့စနစ်တွေကိုတိဆောက်ခြင်းအပြင်ခေတ္တ extremistan ကဘာမှာ promotion တဲ့အောင်မြင်နိုင်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။